မင်္ဂလာပါရှင်အမေရိကန်သမ္မတဖြစ်လာခြင်းကတည်းကဒေါ်နယ်ထရမ့်ဟာတပတ် တမျိုးအမြင်မယိုးအောင်လူပြောများမဲ့ကိစ္စတွေဇက်တိုက်လုပ်ပြနေခဲ့ပါတယ်အခုသတင်းပတ်ထဲမှာလူအများအာယုံစိုက်မိစေတဲ့ထရမ့်ရဲ့နောက်ထပ်လုပ်ရက်တစ်ခုကတော့သူ့ရဲ့မိษွေရင်းချနိုင်ငံရေးမဟာမိတ်ဖြစ်သူကမ္ဘာအချမ်းအသာဆုံးဘီလီယံနာတထေးကြီးအီလွန်မတ်စ်ပိုင်ဆိုင်တဲ့ Tesla လက်စက်ကားကုမ္ပဏီကိုအင်ဖြူတော်မှာကားပြပွဲတစ်ခုလုပ်ခွင့်ပေးခဲ့ခြင်းပါပဲဒီတော့အင်ဖြူတော်ရဲ့ Tesla ကားပြပွဲကနေ Elon Musk ဘာတွေအကျိုးရရှိခဲ့ပါသလဲဒီအကြောင်းကို People's Spring ရဲ့ပြောပြအောင်မယ့်အစီအစဉ်ကနေတင်ဆက်ပေးပါမယ်။ဒီကိစ္စကလူမှုကွန်ရက်ပေါ်မှာအတော်လေးအာရုံစိုက်ခံခဲ့ရသလိုရှူထောင့်ပေါင်းစုံကနေငင်းခုမှုတွေလည်းရှိနေပါတယ်။အင်ဖြူရိုမှာကားပြပွဲလုခွင့်ပေးတယ်ဆိုတာဟာ Trump ကပထမဆုံးတော့မဟုတ်ပါဘူး။2022ခုနှစ်တုန်းကအဲ့ဒီကာလအမေရိကန်သမ္မတဖြစ်တဲ့ဂျိုးဘိုင်ဒန်ကလည်းအမေရိကန်ထုတ်လျက်စကားကုမ္ပဏီတွေကိုကူညီတဲ့အနေနဲ့ Ford, Chevrolet နဲ့ Jeep ကုမ္ပဏီ၃ခုကိုအင်ဖြူတော်မှာဖိတ်ကြားပြီးကားပြပွဲလုပ်စေခဲ့ပူးပါတယ်။အန်အောင်ဆရာအခြေအနေအဖြစ် American ရဲ့အဓိကလျှက်စစ်ကားကုမ္ပဏီလို့ဆိုနိုင်တဲ့ Tesla ကိုတော့ Biden ကမဖိတ်ခဲ့ပါဘူး။အဲ့ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး Biden ကအကြောင်းပြချက်ပေးရမှာ American လုံတာသူကိုကိုးစားပြုတဲ့အကြီးဆုံးမော်တော်ယာဉ်လုပ်ငန်းစုတွေကိုရွေးချယ်ဖိတ်ကြားခဲ့တာဖြစ်တယ်လို့ပြောသွားခဲ့ပါတယ်။ မတ်လ12ရက်နေ့တုန်းကအိဖြူတော်မှာပြုလုပ်ခဲ့တဲ့ Tesla ကားပြပွဲကတော့2021ခုနှစ်တုန်းကကိစ္စနဲ့နောက်ခံအခြေအနေချင်းအယံကွာပါတယ်။ Trump က American ကားကုမ္ပဏီတွေကိုစုစည်းဖိတ်ကြားခဲ့တာမဟုတ်ပဲပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းရှယ်ယာဈေးကွက်မှာတောက်လျှောက်ကျဆင်းမှုတွေကြုံနေတဲ့ Tesla ကုမ္ပဏီတစ်ခုတည်းအတွက်အိမ်ဖြူတော်ပုံရိပ်ကိုတုံးပြီး promotion ဆင်းပေးခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စကချင်းဝက်ပိုင်းအရာမေကွန်ထုတ်စရာတွေရှိပါတယ်။ပြီးတော့အင်ဖြူရောမှာ Tesla ရဲ့လက်စစ်ကား Model 5ခုကိုခင်းကျင်းပြသခဲ့တဲ့ကိစ္စကကုမ္ပဏီအတွက်တကယ်ပဲအကျိုးရှိစေသလား။ဒါမှမဟုတ်ဘေးထွက်ဆိုးကျိုးရိုက်ခတ်မှုတွေဖြစ်လာနိုင်သလားဆိုတဲ့အငြင်းအခုံတွေလည်းထွက်ပေါ်လာစေပါတယ်။ Tesla ရဲ့ရှယ်ယာရှင်တွေကတော့အင်ဖြူတော်ကိုယ်တိုင်ကုမ္ပဏီအတွက်ကားပြပွဲလုပ်ပေးရတယ်ဆိုတဲ့အခြေအနေကိုအကြီးအကျယ်ချီးကျူးဥမျိုးနေပြီးအင်မတန်ပြောင်မြောက်တဲ့ရွှေ့ကွက်တစ်ခုလို့ညွှန်းဆိုနေကြပါတယ် ဇက်တိုက်ကျဆင်းနေတဲ့ကုမ္ပဏီရှယ်ယာတွေကလည်းအင်ဖြူတော်ကားပြပွဲနဲ့အတူ တက်ရိတ်ပြန်ပြလာတာကိုမြင်ခဲ့ရပါတယ်။ဒါကအမေရိကန်အစိုးရဟာ Tesla ရဲ့နောက်ကနေမမမမရက်တည်နေတယ်ဆိုတဲ့ပုံရိပ်ကိုလည်းပြက်ပြက်သားသားဖော်ပြပြီးသားဖြစ်စေခဲ့တာကြောင့်ပါ။တစ်ဖက်မှာတော့ဒီကိစ္စဟာ Tesla ကိုနိုင်ငံရေးနယ်ပယ်ထဲဆွဲထည့်လိုက်တဲ့အထိပ္ပယ်ဖြစ်သွားပြီးပုဂ္ဂလိကကုမ္ပဏီတစ်ခုအတွက်တော့မလိုလားအပ်တဲ့ရိုက်ခတ်မှုတွေကြုံလာစေနိုင်တယ်ဆိုတဲ့ထောက်ပြမှုတွေရှိနေပါတယ်။ ထရမ့်ကဘီလီယံနာတထေးတယောက်အနေနဲ့သူ့မိတ်ဆွေမတ်စ်ကိုကူညီခဲ့တာမဟုတ်ပဲအမေရိကန်နိုင်ငံရေးရဲ့အထောက်အခံပုဂ္ဂိုလ်အမေရိကန်သမ္မတအနေနဲ့ကူညီခဲ့တာဖြစ်ပါတယ် Tesla ကုမ္ပဏီတခုတည်းအတွက်တီးခြားကားပြပွဲကျင်းပစေခဲ့တဲ့နေရာဟာ Florida ကထရမ့်ပိုင်ဆိုင်တဲ့ Mar-a-Lago ကိုစံအိမ်ကြီးမှာမဟုတ်ပဲအမေရိကန်သမိုင်းကြောင်းဖျက်ဆီးမှုတွေရဲ့မော်ဂွန်တိုက်တစ်ခုဖြစ်တင်စားနိုင်တဲ့အိမ်ဖြူတော်မှာဖြစ်ပါတယ်ထရမ့်သမ္မတဖြစ်လာတဲ့နောက်အစိုးရလုပ်ငန်းလေပတ်မှုကြက်လက်ထိရောက်စေရေးကုတ်ကဲပေးမဲ့ဌာန DOGE ကိုဖွဲ့စည်းစေခဲ့ပြီးမတ်စ်ကိုအဓိကဦးဆောင်ခွင့်ပေးခဲ့ပါတယ်။ DOGE ဟာ American အစိုးရရဲ့အသုံးစရိတ်တွေကိုရှော့ချပစ်မယ်လို့ကြွေးကြော်ရင်းအစိုးရဝန်ထမ်းထောင်ပေါင်းများစွာကိုအလုပ်ထုတ်ပစ်ခဲ့ပါတယ်။ Tesla ရဲ့ share တွေတန်ဖိုးကျဆင်းခဲ့ရတဲ့အဓိကအကြောင်းရင်းတစ်ခုထဲမှာမတ်စ်ကိုတိုင်နိုင်ငံရေးနယ်ပယ်ထဲဝင်ရောက်သွားပြီးလက်ရဆောင်နိုင်ငံရေးအင်အားစုတွေနဲ့လက်ပွန်းတသီးဖြစ်လာတာ DOGE အပေါ်လူတို့ရဲ့အမြင်မကြည့်မှုတွေမြင့်တက်လာတာတွေနဲ့လည်းအများကြီးသက်ဆိုင်ပါတယ်။ ဒါပေမဲ့ Tesla ရှယ်ယာတွေတန်ဖိုးထိုးကြရတဲ့တခြားနောက်ခံအကြောင်းတရားတွေလည်းရှိပါသေးတယ်။အဲ့ဒီထဲမှာတရုတ်အပါအဝင်ကမ္ဘာအနှံ့ကပြိုင်ဘက်ကုမ္ပဏီတွေရဲ့လျှက်စကားတွေပိုပြီးဈေးကွက်ကျေပြန့်လာတာ Trump အစိုးရရဲ့ကုန်သွယ်ရေးမူဝါဒတွေမတည်ငြိမ်ပဲခဏခဏအပြောင်းအလဲဖြစ်နေတာတွေလည်းအပါအဝင်ဖြစ်ပါတယ်။ Musk နဲ့ Trump တို့ဟာ Tesla ကိုကြဆင်းမှုတွေကနေကယ်ထုတ်ဖို့အတွက်ကုမ္ပဏီကိုနိုင်ငံရေးသင်္ကေတတစ်ခုလိုဖြစ်အောင်ပြောင်းပြစ်ခဲ့ကြောင်းနိုင်ငံရေးနဲ့တွဲပြီးရှုမြင်ခံလာရတဲ့အခါ တက်စလာအမှတ်တရစိတ်အတွက်နောင်ရေးကောင်းစရာတိတ်မရှိကြောင်း Wet Bush Securities ငွေကြေးမူဝါဒရေးရာသူတေသနာအဖွဲ့ရဲ့လေးလာသူတဦးကပြောပါရယ် Trump နဲ့ Musk ကအင်ဖြူတော်ကားပြပွဲက Tesla အတွက်အကူအညီဖြစ်စေမယ်လို့ယုံကြည်နေဟန်ရှိပေမဲ့အနာဂတ်မှာထိခိုက်နေတာမှုတွေက ပိုများသွားနိုင်တယ်လို့သူကဆိုပါရယ်လောလောဆယ်တော့ Tesla ဟာရှယ်ယာတန်ဖိုးကျဆင်းမှုတွေရပ်တန့်သွားပြီးပြန်လည်ဥမော်လာတာကိုတွေ့ရပါရယ် ထရမ်ကသူ့အပိုင်လူမှုကွန်ရက်မီဒီယာဖြစ်တဲ့ Truth မှာ Mask ကိုနိုင်ငံအတွက်အကူအညီပေးဖို့အစွမ်းကုန်စူးစမ်းနေတဲ့မျိုးချစ်ပုဂ္ဂိုလ်တယောက်လို့ရွှေရွှေဝေအောင်ချီးကျူးပြီး Tesla အတွက် lobby လုပ်ပေးခဲ့တဲ့နောက်ကုမ္ပဏီရဲ့ share တန်ဖိုးညှို့ကိန်းဖြစ်တဲ့မြှားတွေကအထက်ဘက်ကိုပြန်ဦးတည်လာပါတယ်။နောက်တနေ့အင်ဖြူတော်ကားပြပွဲမှာ Trump က Tesla ကားတစ်စီးရဲ့ရှေ့ခန်းထဲဝင်ထိုင်ပြီးတအံ့တအောတွေချီးမွမ်းပြခဲ့တယ်လို့သူက Tesla ကားတစ်စီးဝယ်ထားတယ်လို့သတင်းထောက်တွေရှင်းပေါမှာပြောခဲ့ပြီးတဲ့နောက် ကုမ္ပဏီရှယ်ယာတွေကပြန်ပြီးနလန်းထူလာတာတွေ့ရပါတယ်။ဒါပေမဲ့မတ်လ၁၀ရက်နေ့တုန်းက Tesla ဟာကုမ္ပဏီသမိုင်းတစ်လျှောက်တရက်တာစံချိန်တင်ရှယ်ယာတန်ဖိုးကျဆင်းမှုနဲ့ရင်ဆိုင်ထားရပြီးအဲ့ဒီမတိုင်ခင်အခြေအနေစီပြန်တက်လှမ်းဖို့တော့ရုန်းကန်ရအောင်မှာပါ။အဲ့ဒီနေ့က Tesla ရဲ့ရှယ်ယာတွေဟာ40ရာခိုင်နှုန်းလောက်ထိုးကျခဲ့ပြီးနိုင်ငံတကာဈေးကွက်မှာကုမ္ပဏီရဲ့တန်ဖိုးကနေ့တွင်ချင်းဒေါ်လာ120ဘီလီယံလောက်ရောကျသွားခဲ့တာဖြစ်ပါတယ်။ စီးပွားရေးမူဝါဒမတည်ငြိမ်တဲ့ကာလတွေမှာကုမ္ပဏီကြီးတွေရဲ့ရှယ်ယာတန်ဖိုးအကျကျန်းတက်တယ်ဆိုပေမဲ့အခုလောက်အထိအခြေအနေမျိုးကတော့ mask ကိုတော်တော်လေးပြရာခတ်စေခဲ့မယ်ဆိုတာတန်တရားရှိဖို့မလိုပါဘူး။တရုတ်ကုမ္ပဏီတွေရဲ့ပခုံးချင်းရှင်းလာမှုမှာရုန်းကန်နေရတဲ့ Tesla အတွက်ပြည်တွင်းဈေးကွက်နဲ့ဥရောပဈေးကွက်ဟာပိုအရေးကြီးလာပေမဲ့လည်း DOGE ကရက် American အစိုးရရဲ့နိုင်ငံခြားရေးမူဝါဒတွေကြောင့်လောလောဆယ်အဲ့ဒီဈေးကွက်နှစ်ခုစလုံးမှာလဲ Tesla ကိုနာကျင်နေသူတွေရှိနေပြန်ပါတယ်။ Mars ရဲ့ DOGE ကအလုပ်ထုတ်ပြခဲ့တဲ့အစိုးရဝန်ထမ်းတွေ Mars နဲ့ Trump ရဲ့မူဝါဒတွေပေါ်မကျေနပ်သူတွေက Tesla အပေါ်ပြစ်မှတ်ထားပြီးကုမ္ပဏီထုတ်လျက်စက်ကားတွေကားအယောင်ပြကန်းတွေဓာတ်အသွင်စင်တာတွေကိုဖျက်ဆီးပစ်တာမျိုးတွေနဲ့တုံ့ပြန်လာကြပါတယ်။ Imperial ကားပြပွဲမှာ Mars နဲ့အတူရှင်တွဲရက်နေတုန်းမှာ Trump ကအဲ့ဒီလောက်ရကျူးလွန်သူတွေကိုပြည်တွင်းအကြမ်းဖက်သမားတွေလို့တစိုက်ကပ်ဖို့ဝန်လေးနေမှာမဟုတ်ကြောင်းပြောခဲ့ပြီးပြင်းပြင်းထန်ထန်ထိထိရောက်ရောက်အရေးယူမယ်လို့ချိန်ချောက်သွားခဲ့ပါတယ်။ ဥရောပဈေးကွက်ကိုမျှော်ကြည့်ပြန်ရင်လဲထရမ့်ရဲ့အမေရိကန်သားပဒါနာဆိုတဲ့မူဝါဒနဲ့အတူအစဉ်အလာစစ်ရေးမဟာမိတ်ဥရောပနိုင်ငံတွေအပေါ်တည်စိမ်ချိုးချိုးလာနေတာကြောင့်ဥရောပအမေရိကန်ဆက်ဆံရေးကခက်တန်းတန်းဖြစ်နေပြီးတက်စလာအပေါ်ထိခိုက်မှုတွေရှိနေပြန်ပါတယ်အထူးသဖြင့်လက်ရဆုံးအမျိုးသားရေးဝါဒကိုစိတ်ကုံနေတဲ့ဥရောပလူအဖွဲ့အစည်းတွေကြားမှာ Tesla ကို Musk နဲ့အတူတွဲမြင်ပြီးကုမ္ပဏီထုတ်လျက်စက်ကားတွေဝယ်ယူဖို့စံထားမရှိတော့ပါဘူး။ မတ်ကတော့လက်ရှိပြဿနာတွေဟာရေဒိုသဘောတာဖြစ်တယ်လို့ခံယူထားဟန်ရှိပြီးလာမယ့်နှစ်နှစ်အတွင်း American မှာကားထုတ်လုပ်မှုကို Tesla ကနှစ်ဆတိုးသွားမယ်လို့တောင်ပြောကြခဲ့ပါသေးတယ်။ဒါက American စီးပွားရေးအပေါ်ယုံကြည်မှုအပြည့်ရှိကြောင်းပြသတဲ့ဆုံးဖြတ်ချက်လို့မတ်ကပြောပါတယ်။လလော့ဆယ်အထိတော့ Tesla ရဲ့ရှယ်ယာတွေဟာ Trump သမ္မတဖြစ်မလာခင်ကာလမျိုးစီပြန်မရောက်သေးပါဘူး။ဒါပေမဲ့ Musk ကကုမ္ပဏီရဲ့ရေရှည်အတွက်မဟာဗျူဟာအခင်းအကျင်းတွေမှာ အင်ဖြူရောကားပြပွဲကအရေးကြီးတဲ့အလှည့်ပြောင်းတစ်ခုအနေနဲ့အထောက်အပံ့ကောင်းတွေတက်ရောက်စေမယ်လို့ယူဆထားပုံရပါတယ်။ကုမ္ပဏီရှယ်ယာတွေတက်ရိပ်ပြန်ပြလာတာကိုကြည့်ရင် American အစိုးရနဲ့အင်ဖြူရောပုံရိပ်ကိုကုမ္ပဏီအတွက်အသုံးပြုရင်အကျိုးရှိလိမ့်မယ်ဆိုတဲ့သူ့ရဲ့အတွေးကိုအခုထိတော့မှန်ကန်နေစေပါတယ်။မတ်စာထရမ့်ရဲ့ရွေးကောက်ပွဲမဲဆွယ်မှုတွေအတွက်ဒေါ်လာတန်း290လောက်ရန်ပုံငွေထည့်ဝင်ပေးခဲ့ပြီး Trump အတွက်အဓိကအလှူရှင်အဖြစ်ပံ့ပိုးခဲ့ပါတယ်။ 2024နိုဝင်ဘာလတုန်းကရွေးကောက်ပွဲမှာထရမ့်ကကမလာဟာရစ်အပေါ်အနိုင်ရခဲ့ပြီးတဲ့နောက်မတ်စ်ကထရမ့်နဲ့အတူဆင်မြက်ပေါ်တက်ပြီးအောင်ပွဲခံခွင့်ရခဲ့ပါတယ်။လက်ရှိအချိန်ထိလည်းသူဟာထရမ့်အပေါ်ဩဇာအညောင်းဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်ရှုမြင်ခံထားရတာပါ။ Tesla ရဲ့ရှယ်ယာတစ်ခုစီတန်ဖိုးဟာ2024ဒီဇင်ဘာလလယ်မှာ459ဒေါ်လာအထိမြင့်တက်ခဲ့ပြီးအခုတော့ဒေါ်လာ240ဝန်းကျင်လောက်မှာပဲရှိနေပါတော့တယ်။ အင်ဖြူတော်က ကားပြပွဲဟာ mass အတွက်တော့သူဦးဆောင်လဲပတ်နေတဲ့နှီးပညာကုမ္ပဏီတွေအနေနဲ့ခက်ခဲကြမ်းတမ်းတဲ့နေရက်တွေကိုဖျက်ဆီးနေရချိန်မှာရှယ်ယာရှင်တွေအတွက်ရှာရှာပပသတင်းကောင်းတစ်ခုကိုစောင့်ကြည့်ပေးနိုင်ခဲ့ခြင်းဆိုရင်လည်းမမားပါဘူးသူ့ရဲ့လူမှုကွန်ရက်မီဒီယာဖြစ်တဲ့ X ဟာ Tesla ရဲ့ရှယ်ယာတန်ဖိုးတွေထိုးကြတဲ့ March လ10ရက်နေ့မှာပဲကမ္ဘာအနှံ့မှာသုံးဆွဲလို့မရတာပြက်တောင်ပြက်တောင်ပဲသုံးလို့ရတာတွေကြုံခဲ့ပါတယ် Musk ကတော့အဲ့ဒီပြဿနာဟာ cyber တိုက်ခိုက်မှုတစ်ခုကြောင့်လို့အကြောင်းပြခဲ့ပါတယ် ဒါတင်မကပဲပြီးခဲ့တဲ့သတင်းပတ်တုန်းကလည်းသူပိုင်ဆိုင်တဲ့အာဂါသနည်းပညာလုပ်ငန်းစုကြီး SpaceX ကစမ်းသပ်ပြီးလွှတ်တင်တဲ့အာဂါသယာဉ်ပေါက်ကွဲပျက်စီးသွားခဲ့ပါတယ်။ဒါကနှစ်လအတွင်း SpaceX ရဲ့ဒုံးပျံလွှတ်တင်မှုတွေနှစ်ကြိမ်ဆက်တိုက်ကြာရှုံးခြင်းလည်းဖြစ်လာခဲ့ပါတယ်ရှင်။ People's Spring ရဲ့ပြောပြအောင်မယ့်အစီအစဉ်ပါဒီစီစဉ်ကိုတော့ပတ်စံတနင်္ဂနွေနေ့ည8:00နာရီချိန်တိုင်းမှာကြည့်ရှုနိုင်ပါတယ်ရှင်။